မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မွလီဝတ္တနယ်ဇလာဘီတာညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်မတ်လ14ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မွလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနိုင်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ 19°C ရဲ့ 66°F ရန်ကုန်မြို့မှာ 20°C ရဲ့ 68°F နဲ့မန္တလေးမြို့မှာ 23°C ရဲ့ 83°F တို့ဖြစ်ကြပါသေးတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုတို့မှာဖမ်းအောင်ရရှိတဲ့ပုံရကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းလိုမှာတိမ်တင်းတင်းဖြစ်ထွန်းနေပြီဘင်္ဂလားပင်လယ်ကိုအလဲပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေကဘင်္ဂလားပင်လယ်ကိုမြောက်ပိုင်းမှာတိမ်ကင်းစင်တလောက်ရှိနေပါတယ်မြန်မာနိုင်ငံပုံမှာကတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝချုံမော်ဒေသတွေမှာတိမ်ကင်းစင်တလောက်ရှိနေပြီကျန်ဒီသားတွေမှာတိမ်နေငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေရဖို့တွေ့ရပါတယ်မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာတင်းတင်းရှိပါပဲ လိုင်းမြမမြမကဲဦးရတဲ့ချောင်းနဲ့ကံလုံးပင်နေပြည်တို့မှာလေးပေမှာ၆ပီကန်ရှိနိုင်ပါတယ်ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာချက်ချင်းနဲ့စကမ်းနယ်ဒေသကြီးထပ်ပိုင်းနဲ့တနင်္သာရီတနင်္သာကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံရောက်ပါပဲရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တိမ်တဲဖြစ်တော်ပြီချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကမ်းနယ်ဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော် ခရော်တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအပြားတာယာပါမယ်။နေပြည်တော်နဲ့ညတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအပြားတာယာပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရဟိုင်းရှိနိုင်ပါသည်။ရန်ကုန်မြို့နယ်ဤတို့အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအပြားတာယာပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရဟိုင်းရှိနိုင်ပါသည်။ မန္တလေးမြို့နယ်ဤတော်ရဲ့အတွက်ဒီကနေ့ညနေတိမိုးလေဝသအခြေအနေခံမှန်းကြမှာလေအမြန်အဖြစ်တာရပါမယ်။အမြင့်ဆုံးအချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်စကန်နယ်ဒေသကြီးထပ်ပိုင်းနဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကွက်ကြားမိုးတချုံပြောပါမယ်။ရင်းကလေးတဲ့အနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်3:26မိနစ်46စက္ကန့်အချိန်မှာ ကဘာအင်းမြင်ကလေးစကန်းမှာတောင်နောက်တောင်ဘက်146မိုင်ခန့်ကွာဝေးတယ်။မြမပင်လေပြင်ဖြာပုံမျိုးရဲ့တောင်ရှိတောင်ဘက်105မိုင်ခန့်အကွာ။မြောက်လက်တီတို့14.6ဒီဂရီ၊အရှေ့လောင်တီတို့65.8ဒီဂရီ၊အနက်10ကီလိုမီတာကိုပိုပြူပြီးအင်အားရတာစကီ3.5အဆင့်ရှိအင်အားနိုင်ငံရှိတဲ့မြင်းလက်တစ်ခုလှူရှာသွားကြောင်းတိုင်းထွာရရှိပါတယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။